မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံသားငွေကြေးဈေးကွက်မှာစားသုံးစီနဲ့တခြားကုန်စည်တွေတင်သွင်းတဲ့လုပ်ငန်းရှင်တွေအတွက် CNB လုပ်ငန်းတွေကိုဝင်ရောက်တဲ့နိုင်ငံသားငွေကနေတရက်ကိုပြန်မြအမေရိကန်ဒေါ်လာ1.2တန်းခန့်နှိမ့်စင်ရောင်းချပေးလျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေနဲ့နိုင်ငံသားငွေကြေးဈေးကွက်မှာစက်သုံးစီလုပ်ငန်းရှင်တွေကိုဒေါ်လာ33တန်းရောင်းချပေးမယ်လို့ထုတ်ပြန်ထားပါတယ် 2025ခုနှစ်မလအတွင်းရောင်းချမှုအနေနဲ့မလ3ရက်မှာဒေါ်လာ9သိန်း9000၊ရွှေ4သိန်းဘတ်6သိန်းကျော်၊မလ4ရက်မှာဒေါ်လာ23တန်နဲ့ထိုင်းဘတ်တန်150၊မလ9ရက်မှာသွင်းကုန်လုပ်ငန်းရှင်တွေကိုဘတ်တန်90ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မလ9ရက်မှာဘတ်8တန်းကျော်၊မလ6ရက်မှာဒေါ်လာ3သိန်းကျော်၊မလ9ရက်မှာဒေါ်လာ3သိန်းကျော်နဲ့ ဘတ်19သိန်းကျော်၊စည်ရင်းနီမှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာ33သန်းနဲ့ဘတ်တန်150ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပြီးဒေါ်လာ3သိန်းကျော်ရောင်းချခဲ့တယ်လို့သိရပါဗျ။